။ဟာပြည့်။ညင်းလာလား။ဟမ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့တင်ဆက်မယ် episode 26မှာတော့ဂျေကတန်ရာရုံနဲ့ပြန်လာခဲ့ပါတယ်။မင်းတို့ကလည်းဟေ့အောင်။မင်းဘာတွေဖြစ်လာလဲ။အဆင်တန်းတွေဘာတွေများဖြစ်လာလားဆိုပြီးတော့စိုးရိမ်တကြီးမေးနေပါတယ်။ဂျေကတော့အေးဟုတ်တယ်ဆိုပြီးတော့ပြပြပဲဖြေလိုက်ပါတယ်။မင်းတို့ကမင်းရစပင်းကရောဘယ်ရောက်သွားလဲဆိုပြီးတော့ထမင်းနေပါတယ်။ဂျေကတော့စပင်းပြင်ဆိုင်မှာ ထားခဲ့တယ်လို့ဖြေလိုက်ပါတယ်။မင်းနူးကတော့ဟာအဲ့ဆိုရင်ငါကျောင်းသားရဲ့ဆက်ပင်ကိုတိောက်တည်းစီးသွားရမှာပေါ့ဆိုပြီးတော့စိတ်ပြက်စွာပြောနေပါတယ်။နောက်နေ့ကျောင်းမှာတော့ဂျွန်းတို့ကကြီးကိုတည်င်းမေးနေကြပါတယ်။ဟေ့အောင်မင်းမင်းကအက်စစ်တက်ဖြစ်လို့ဆိုအစင်ရောပြည်ရလား။ငါတို့ကမင်းကိုစိတ်ပူနေဟာအားလုံးထဲမှာတော့မီယာကအဆူဆုံးပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်။မီယာကတော့အလင်းမြန်ပဲဂျွန်းရဲ့ပါဇက်ကိုပိတ်လိုက်ပြီးတော့တော်သိတာပေါ့။နင်ဘာမှမဖြစ်တာပဲ။ န်ကောင်းလာပြီဆိုပြီးတော့စကားလမ်းကြောင်းလွှဲလိုက်ရပါတယ်။ယွန်းနာကလည်းမင်းကဘာတွေဖြစ်သွားလဲဆိုပြီးတော့မေးနေပါတယ်။ကြည်ကတော့ငါဘာမှမဖြစ်ဘူး။ဟုတ်ပြီလား။နေတော့အားလုံးကိုယ့်အကိုနေပေးလို့မရဘူးလားဆိုပြီးတော့ပြောလိုက်ပါတယ်။ကြည်ကိုကြည့်ရတာအချိုးမပြေသေးပါမလဲ။အရင်ကတော့လေးတံမမာတော့ပါဘူး။လူလူနဲ့နဲ့တိတက်လာပါပြီ။ချိုချိန်ပါပဲ။ဆရာတယောက်ခန်းထဲကိုဝင်လာပြီရော။ကျောင်းသားတွေကိုကိုယ့်နေရာကို ထိုင်ဖို့ပြောလိုက်ပါတယ်။တွင်ကတော့နားချိန်ချင်းပါ။ ဆရာကဘာလာလို့ပြန်ပြီလဲမသိဘူးဆိုပြီးတော့စိတ်ဆင်းရဲနေပါတယ်။ယူနာကတော့နင်းကလေဆရာကတခခုပြောစရာရှိလို့နေမှာပါဆိုပြီးတော့ပြောပြနေပါတယ်။ဆရာကတော့ကဲမင်းတို့အားလုံးကိုဆရာပြောစရာရှိရဲ့။မင်းတို့အတန်းကိုကြောင်းပြောင်းလာတဲ့ကျောင်းသူလေးအစ်စ်တရားရောက်လာလိမ့်မယ်။ဆိုပြီးတော့ပြောပြလိုက်ပါတယ်။အားလုံးကတော့ကျောင်းသူဆိုတော့စိတ်ဝင်စားနေကြပါတယ်။ထို့နောက်ဆရာကကျောင်းသူတွေလေမရှက်နဲ့နော်။ ဝင်လာလို့ရပြီဆိုပြီးတော့ပြောလိုက်ပါတယ်။ဒီချိန်မှာရှယ်လီကသူတို့အတန်းထဲကိုဝင်လာခဲ့ပါတယ်။အတန်းထဲကကျောင်းသားတွေအားလုံးကလည်းရှယ်လီကိုကြည့်ပြီးတော့တည်ရည်တည်းများဖြစ်နေပါပြီ။ဆရာကတော့ရှယ်လီနဲ့ကျောင်းသားတွေကိုမိတ်ဆက်ပေးနေပါတယ်။ဒီသမီးလေးကအရင်ကအင်္ဂလန်မှာနေခဲ့တာ။အဲဒါပေမဲ့အခုဒီနှစ်တဝက်ကိုငါတို့ကျောင်းမှာကျောင်းဆက်တက်လိမ့်မယ်။ဒါကြောင့်မင်းတို့အားလုံးကအဆအဆအရာသူ့ကိုကူညီပေးလိုက်ကြပါ။ကဲ။သမီးကလည်းသမီးကိုသမီးအားလုံးကို မိတ်ဆက်လိုက်ပါအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်။ရှယ်လီကတော့သူမရဲ့နာမည်ကရှယ်လီပါ ဆိုတာနဲ့သူကခကြီးတွေသွားရတာနဲ့စပိန်တွေကိုစီးရတာကြိုက်တယ်ဆိုပြီးတော့သူ့ကိုယ်သူမိတ်ဆက်နေပါတယ်။အောက်ကចောင်းသားကျူကြီးကတော့တိတ်ပြီးတော့ဝမ်းသာမရှာပါဘူး။ဒီပုံကကြည့်လိုက်ပါတော့ခင်ဗျာ။ကျင်ကတော့ဒီကောင်မလေးကလာတော့လာပါတယ်။ဒါမဲ့ငါရဲ့ယူနာလေးကိုတော့မမေ့ဘူးဆိုပြီးတော့သူ့ကောင်ထဲမှာယူနာကနံပါတ်1ဖြစ်နေပါတယ်။ကြီးကတော့အဖက်တော်မလုပ်ဘဲနဲ့ ုစာသူလုပ်နေပါတယ်။ထို့နောက်ရှယ်လီကခြေကိုရှာတွေ့သွားပါတယ်။အခန်းပြင်မှာတော့ကြောင်းကြီးကြဲ့ရဲ့မူကအခန်းရှိကနေဖြတ်သွားရင်းနဲ့စူညာတန်လေးကိုကြားရတာကြောင်းကြည့်လိုက်တဲ့အချိန်မှာတော့ကြောင်းကြီးကသူ့မြင်းမလေးကိုအခန်းပြင်ကနေချောင်းကြည့်နေပါတယ်။ကြောင်းကြီးစိတ်ပူရင်လည်းပူကျင်စရာပါပဲ။ဒီလိုမြီးအချောလာလေးကိုခွေးအလိုကောင်းနေကြားလေးကိုလွတ်လိုက်ရတာမလို့ပါ။အခန်းထဲကဆရာကတော့ရှယ်လီအတွက်ထိုင်စရာခုံရှာပေးနေစင်ပါပဲ။ရှယ်လီကကျောင်းသားတွေကြားလေးကိုထွက်သွားပါရင် အကောင်လုံးကလည်းသူပင်သားထိုင်မယ်ဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာငေးမောနေကြရင်ရှယ်လီကဂျေနားကိုရောက်တဲ့အခါမှာတော့ရက်လိုက်ပါတယ်ဂျီကလည်းဘာဖြစ်တာလဲဆိုပြီးတော့မောကြည့်လိုက်တဲ့အချိန်မှာရှယ်လီကဂျီရဲ့ပါကိုနမ်းချလိုက်ပါတယ်အကောင်လုံးကလည်းလုံးဝတိတ်ဆိတ်သွားပြီးတော့ပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်ထို့နောက်မှာအားလုံးကဘာဝင်ဖြစ်နေတာလဲဆိုပြီးတော့နားမလည်အောင်ဖြစ်သွားပြီးတော့တခန်းလုံးစူညံသွားပါတယ်เจ้าองค์ကြီးလည်း ဒီအဖြစ်ပြကြောင့်သွေးတက်သွားပြီးတော့နောက်ပြက်လဲကျသွားတာကြောင့်ကြီးကြရဲ့မူကဖမ်းမိချရပါတယ်။အခန်းထဲကဆရာကလည်းမင်းတို့နှစ်ယောက်ကြောင်းကန်းထဲမှာဘာဖြစ်နေကြလဲဆိုပြီးတော့អော်လိုက်ပါတယ်။ဂျေနဲ့ရှယ်လီကတော့ဘသူစကားမှနားထဲဝင်နေဖို့မပေါက်ပါဘူး။ဂျေကတော့သူ့ရဲ့ပထမဆုံးအနန်းကိုရုတ်တရက်ကြီးရလိုက်တာကြောင့်နားမလည်နိုင်အောင်ဖြစ်သွားပြီးတော့ဒါဘာအတွက်လဲဆိုပြီးတော့မေးလိုက်ပါတယ်။ရှယ်လီကတော့ဟိုတနေ့ကအလစ်တော့သမားတွေဈေးကနေငါပိုက်ဆိုင်အင်းကိုပြန်ယူပြီးတော့ကကျေးဇူးတင်စကား မပြောလိုက်ရလို့ပါလို့ပြောလိုက်ပါတယ်။သူ့ရဲ့ကျေးဇူးတင်တဲ့ပုံစံကလည်းကျွန်တော်တော့ဖတ်နေနဲ့ကြောင်သွားပါတယ်။ကဲဇာလန်းလေးကိုပြန်သွားမယ်ဆိုရင်ရှယ်လီကနေအဲ့ဒီနေ့ကကြာနေကြလို့ငါကောက်ပြီးတာလားဆိုပြီးတော့ဂျေးရဲ့ပတ်စံအိတ်ကိုပြန်ပေးလိုက်ပါတယ်။ပြီးရင်တော့ရှယ်လီကဂျေးပင်နာမှာတယောက်ကိုငါဒီနားမှာထိုင်နေလို့ဒီနေရာလေးပေးလို့ရမလားဆိုပြီးတော့ပြောလိုက်ပါတယ်။ထွေကောင်လေးကလည်းစကားတော့မပြောနိုင်ဘဲနဲ့ရှောင်ပေးလိုက်ရရှာပါတယ်။ယူနာကတော့ သူဟိုတနေ့ကမလာနိုင်တာအဲ့ဒီကောင်မကြောင့်ဖြစ်ရမယ်ဆိုပြီးတော့မီယာကိုပြောနေပါတယ်မီယာကတော့ဘာမှဆက်မပြောနိုင်ပဲအတွေးပေါင်း16000နဲ့တွေ့ဝေနေရှာပါတယ်နောက်တစ်ခဲမှာတော့ဂျွန်းကဆက်ပင်းပြန်ဝဲပိုစတာကိုကင်ပြီးတော့လမ်းလျှောက်လာပါတယ်ချိုးချိန်မှာပဲမေနူးနဲ့ဂျပုကောင်ကအပြေးလွားနေဂျွန်းရဲ့နားကနေဖြတ်သွားကြပါတယ်ဂျွန်းကတော့မေနူးကိုဘယ်သွားမလို့လဲဆိုပြီးတော့မေးလိုက်ပါတယ်မေနူးတို့ကတော့ဂျီတို့အခက်မှာ နိုင်ငံခြားအကြောင်းသူတွေတယောက်ရောက်နေလို့ဆိုပြီးတော့ပြောလိုက်ပါတယ်။ဟေ့အောင်ခဏနေဦး။ငါမင်းကိုပြောစရာရှိလို့ဆိုပြီးတော့ဂျွန်းကပြောနေပြီမေ။မင်းကြီးကတော့ဒါမင်းကလည်းအေးတယ်။ဟိုယူကောင်ကသပင်ရှီယော်နဲ့ကောင်းမလေးကိုနမ်းလိုက်တယ်ဆိုပြီးတော့လူတိုင်းပြောနေကြလို့အဲ့ဒါသွားကြည့်ရမယ်ဆိုပြီးတော့နေပါတယ်။ဂျွန်းကတော့ဟွန်းဒီကောင်ကတော့မဟုတ်ကဟုတ်ကရင်းနဲ့ပဲအလုံးရှုပ်တယ်။ငါနောက်မှပဲဒီကိစ္စကိုပြောပါတော့မယ်။အခုချိန်ဆိုရင်တော့ဟိုကောင်ကြီးလည်းဒီနေ့ပြိုင်ပွဲအတွက် အသေးလေ့ကျင့်နေလာပြီဆိုပြီးတော့တယောက်တည်းစကားတွေကိုပြောနေပါတယ်။ကျွန်းရံကောင်းတဲ့မှာတော့ Monster Number 73ဆိုပြီးတော့လူကောင်ကြီးတယောက်အကြောင်းကိုတွေးနေပြီးတော့စိတ်မတင်မကြဖြစ်နေတဲ့ပုံပေါက်နေပါတယ်။ဟိုကောင်ကြီးကဘသူလဲဆိုတာနဲ့ဘလောက်ကြမ်းလဲဆိုတာကို Brother တို့နောက်ပိုင်းနေမှာမြင်တွေ့ရမှာဖြစ်တဲ့အတွက်ကျွန်တော်နဲ့အတူစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ဒီနေရာထိလိုက်ပါကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။